။ပုံမှန်တော့ကျွန်တော်တို့ဟိုပေါ့တစ်ပြော်လုံးကိုချုပ်ငုံပြီးတော့အသေးသေးတော့မရောက်ဘူးပေါ့နော်။ပြန်များကတော့30ရာခိုင်နှုန်းလောက်ကတော့ပြိုတယ်လို့ကျွန်တော်သိရပါတယ်။ပြီးလို့ရှိရင်ဒီတော်တော်များများရိုင်းနေသွားတာတွေကတော့15ရာခိုင်နှုန်းပေါ့ရှိပါတယ်။ကျန်တဲ့ဟိုဟာငလျင်ကြောဖြစ်ပေမဲ့ထိပေမဲ့လည်းတို့ပြောမပြောတဲ့အဆောက်အဦတွေကောင်းကောင်းကျန်တဲ့အဆောက်အဦတွေလည်းအများကြီးရှိပါတယ်။ကျွန်တော်နာမည်ဦးအေးလင်းပါခင်ဗျ။ ဒီမြန်မာနိုင်ငံဆောက်လုပ်ရေးဆိုင်ငံလုပ်ငန်းချက်များအတင်းမှာတော့တော့ဘက်အထွေထွေအတွင်းမှာပါကျွန်တော်တို့28ရက်နေ့မန္တလေးငလျင်ဖြစ်ပြီးတဲ့နောက်ပိုင်းတရနေ့အတွင်းမှာပဲကျွန်တော်တို့မန္တလေးကိုရောက်ပါတယ်ရောက်တဲ့အခါမှာကျွန်တော်တို့ထင်မှတ်ထားတာတက်ကိုအများကြီးဒုက္ခတွေရောက်ကြတယ်ပေါ့နော်အဲဒီမှာကျွန်တော်တို့အဓိကလိုအပ်တဲ့ဟိုတောက်သုံးရည်တွေဘွားရည်တွေကတော့တော်တော်လေးပြီးနေလဲမရသေးဘူးဆိုတော့အကုန်လုံးလည်းဒီစိတ်ဒုက္ခကြောင့်ဒီလိုလိုလိုပေါ်မှာလည်းလမ်းပေါ်ရောက်နေချင်ပါလားအဲ့ဒီအခြေအနေမျိုးတွေမှာကျွန်တော်တို့နိုင်ငံမှာလည်းကျွန်တော်တက်တက်မှာတာအပြင်းထန်ဆုံး ကြုံဘူးတဲ့ငဖေပေါ့အဲ့ဒါနဲ့ပတ်သက်ပြီးကျွန်တော်တို့အသိဉာဏ်ကဒီကိုညီကယ်ဆယ်ရေးတွေသွားတဲ့ခါမှာတောက်သုံးရေးတွေစလူရတဲ့ပေါ့အဲ့တောက်သုံးရေးတွေစလူရတဲ့အပိုင်းမှာကျွန်တော်တို့ဒါအကုန်လုံးကျွန်တော်တို့အသိဉာဏ်ရဲ့အဖွဲ့ဝင်တွေတွေ့ပြီးတော့မှဒီလိုဟောပြောပွဲလေးလုပ်ရင်တော့အများအပြည်သူအတွက်ကိုဒါပို့ပြီးတော့ပြင်ညာရမယ်ကျွန်တော်ပြီးတော့ကျွန်တော်တို့အသိကလည်းအမြဲတမ်းဒါအင်ဂျင်နီယာအသင်းတော့အင်ဂျင်နီယာကောင်းချီလို့နဲ့လေပြည်သူ့ကောင်းချီလို့နဲ့အမြဲတမ်းဒီပြည့်သင်တန်းတွေပါလေကျွန်တော်တို့ကတွဲတက်လုပ်နေတာကြာပြီဆိုတော့ ဲ့လိုမျိုးကိစ္စတွေမှာကျွန်တော်တို့ကဒါဒီလိုမျိုးခေါ်ပြောပွဲလုပ်ရင်အဆင်ပြေမယ်ဆိုပြီးတော့ကြီးဝဲပြီးတော့ဒါလုပ်ပြသွားတော့မှာအဲ့ဒါကတော့ကျွန်တော်တို့ဒီအကုန်လုံးဒီငလျင်ပြည့်တဲ့အခြေအနေမျိုးမှာကျွန်တော်တို့အသင်းကျုပ်ရဲ့နောက်စီပင်သားရဲ့ကော်မတီရဲ့ပေါ့နော်အင်ဂျင်နီယာအသင်းရဲ့ပူးပေါင်းပြီးတော့မှစာပေးလုပ်တာတွေရှိပါတယ်။စာပေးလုပ်တဲ့အခါမျိုးမှာနေတော့ဒီလိုမဖြစ်မနေဖြုတ်ပြရမယ့်အဆောက်အဦတွေ ဆိုတော့ရှင်ဒါခုနကဟိုပြောပွဲမှာပြောသလိုပေါ့နော်အနေအောင်ဆက်တတ်မှတ်တာတွေရှိရပါဘူးဒီကျိုးပြန်ပြုပြင်လို့ရတဲ့အဆောက်အဦတွေကြတော့အသေးစားပျက်စီးမှုတွေမှာဆင်းရင်းသွင်းပြီးတော့အဲ့လိုမျိုးစာပေတွေလောက်တာတော့အခုလက်ရှိကြီးကတော့ကျွန်တော်တို့အင်ဂျင်ဟို၄၅00အထိတော့လုတ်လုတ်ပြီးသွားပါပြီလုတ်ပြီးသွားပြီးတော့အဲ့လိုမျိုးယာယီတတ်မှတ်ချက်နဲ့အကြံပေးတဲ့ပုံစံမျိုးတွေတော့အကုန်လုံးဝိုင်းဝန်းပြီးဆောင်ရွက်နေပါတယ်ကျွန်တော်တို့ကဒီ ပြန်လဲပြုတ်ပြင်မဲ့ဟိုအပျက်စီးစီးရင်တွေကိုကောက်တဲ့စီးရင်မဲ့ရပါသေးတယ်။ဘယ်နှလုံးပြောင်းမယ်ဘယ်နှလုံးပြန်ပြင်ရမယ်ဆိုတာတွေကတော့ final result ကတော့မရှိသေးပါဘူး။အဲ့ဒါတော့ကျွန်တော်တို့ကဟိုမျက်မြင်ကိုတွေ့ခံစားလိုက်ရတဲ့အတွက်ဒီနောင်စောင့်မဲ့လူတွေကတော့တည်တည်ချာချာတွက်ချက်ပြီးကောင်းကောင်းမွန်မွန်စောင့်ကြမဲ့လူတွေများပါလိမ့်မယ်။ဘာဖြစ်လို့လဲဆိုတော့ဒီလိုမျိုးမထင်မှတ်တဲ့ NL ကိုကြုံလာတော့သူတို့လည်းဒီလိုဖြစ်မှလည်းမထင်တော့ဘူးပေါ့နော်တကယ်တကယ် quality ကောင်းပြီးတော့မှ ဒီဇိုင်းတွေကောင်းတဲ့အဆောက်အဦတွေကကျန်းကျန်းခံနေတာတွေ့လဲရတော့နောက်ပိုင်းငွေကြေးတက်နိုင်တဲ့လူတွေအိမ်ပြန်ဆောက်တော့လို့မယ့်အခါမျိုးမှာတော့တည်တည်ကြာကြာစနေတရားနဲ့ဆောက်ကြောက်ဆောက်ကြမယ့်အဆောက်အဦတွေများပြားလာမှာသိကြပါလေအဲ့ဒါအဲ့ဒါတော့လက်ရှိ market မှာဖြစ်နေတဲ့အတန်အနေအထားတွေကိုပြောပြသွားတာပါတကယ်လဲတန်ကအမျိုးသားမျိုးစုံဈေးနှုန်းမျိုးစုံအပြည့်မှာဖြစ်နေတာပါတကယ်တမ်းကတော့ engineer တင်းကသတ်မှတ်ထားတဲ့ဒီ MNBC code တွေဟိုတန်ကျောင်းရဲ့ quality spec တွေအကုန်လုံးကိုတည်တည်ကြာကြာဟိုဟာ တံမိုးထားပြီးတော့စနေတရနဲ့ဂျူစီတွေနဲ့စောက်တဲ့အဆောက်အဦတွေဆိုလို့ရှိရင်တော့ဒီတန်တွေကကျွန်တော်တို့ကမဖြစ်မနေကောင်းတဲ့တန်တွေပဲတုံးရတာပါအခု market မှာကျတော့အဲ့လိုမျိုးမဟုတ်ပဲဈေးသက်သာတာတွေလိုက်ဝယ်တဲ့အခါမှာမျိုးကတော့အမျိုးအစားမကောင်းတဲ့တန်တွေနဲ့ဒါကြုံရတာပေါ့နော်တကယ်တကယ်ထမ်းမြင့်နေစောက်တဲ့အခါမှာတော့အင်ဂျင်နီယာတွေရဲ့စိုင်ရင်စိုင်ညွန်မီတဲ့တန်မျိုးတွေနဲ့တကယ်ကိုဂျူစီပတ်စ်ဖြစ်တဲ့တန်တွေနဲ့စောက်လို့ရှိရင်ဒီလိုပြဿနာတွေအန်တွေပြမှုတွေကယောပါသွားမှာပါကျွန်တော်တို့အတင်းကတော့လောလောဆယ်ယာယီပေါ့နော် ယာယီဟိုအစိုးရဌာနဆိုင်ရာယာယီဝန်ထမ်းအင်အားတွေဟိုဝိုင်းပြီးတော့စောက်ပေးနေတာမျိုးတွေနောက်ပြီးတော့ပြည်စည်းတဲ့အဆောက်အုံတွေမှာဝိုင်းပြီးတော့ကျွန်တော်တို့စစ်ဆေးပေးတာမျိုးတွေအဲ့ဒါမျိုးတွေလုပ်ပေးတဲ့အပြင်ကိုပြန်လည်ပြုပြင်ရမယ့်အဆောက်အုံတွေကြလို့ရှင်လဲကျွန်တော်တို့ကဖွဲ့တန်းတဲ့အကောင်လုံးကုမ္ပဏီတွေအများကြီးရှိတဲ့အတွက်အဲ့လိုမျိုးပြန်လည်တိဆောက်တဲ့အခါမှာလည်းကျွန်တော်တို့ကဝိုင်းမဲ့တိဆောက်ပေးနိုင်ပါမယ်အခုလောလောဆယ်ကတော့ကျွန်တော်တို့ဖြစ်သွားတဲ့ပြည်စည်းမှုတွေပေါ့နော်လောက်သွားအင်အားတွေပါတယ်အကောင်လုံးကအများကြီးရှားသွားပါတယ် ခုနေပြည်တော်မှာပြန်လဲတိဆောက်ရေးလုပ်ဖို့ဆိုရင်တော့ကျွန်တော်တို့အများကြီးခက်နေပါတယ်အလုပ်သမားတွေအတွက်ကလည်းအဲ့ဒီအတွက်ကျွန်တော်တို့ကလည်းမကြခင်မှာဒီအသိဉာဏ်ကနေပြည်တော်မှာအမျိုးသမီးပြည်ရန်တင်တန်းတွေစဖွဲ့ဖို့လုပ်နေပါတယ်နောက်လာတဲ့လောက်ကိုကျွန်တော်တို့စောက်ဖွဲ့မှာပါအဲ့ဒါတော့ကျွန်တော်တို့တမန်ရှိတဲ့နေရာပေါ့နော်အကုန်လုံးတော့ကျွန်တော်တို့အသိအလဲဒီရန်ကုန်နေပေါ့ဘူးပေါ့မန္တလေးရောစကိုင်းရောနေပြည်တော်အသိအခွဲတွေအကုန်ရှိတဲ့အတွက်အကုန်လုံးလိုအပ်ချက်ရှိတဲ့နေရာတော့ကျွန်တော်တို့ဝိုင်းလုပ်သွားမှာကျွန်တော်ကတော့ဒီမတင်မှတ်တဲ့ငလျင်တန်ကိုဒါ ပြည်သူတို့အများကြီးခံစားလိုက်ရတဲ့အတွက်ကိုအများကြီးစိတ်မကောင်းဘူးပေါ့နော်။နောက်ပြီးတော့ဒီလိုမျိုးတဘာဝဘေးအန်ရယ်ဒီနောက်ထပ်တစ်ခါဖြစ်လာလို့ရှိရင်အခုဟောပြောပွဲမှာပြောသွားခဲ့တဲ့ reset တွေအတိုင်းပဲပေါ့။တကယ် quality ကောင်းကောင်းအဆောက်အုံတွေပေးဆောင်ခြင်းအားဖြင့်ဒီ quality ကောင်းတဲ့အဆောက်အုံတွေငလျင်တန်ခံနေတဲ့အဆောက်အုံတွေမှာနေထိုင်ခြင်းအားဖြင့်နောက်နောက်မတော်တဆဖြစ်လာခဲ့တော့မှပြည်သူတို့တွေအကုန်လုံးပေါ့နော်။အသက် OA စီးစိမ်မဆုံးရှုံးအောင်ဒါအကုန်လုံးဒီလိုမျိုးကောင်းတဲ့ ethic တွေကောင်းတဲ့ knowledge တွေကိုလိုက်နာစေချင်ပါတယ်။